အားလုံးတို့သားလေးစားပါကျွန်တော်ရဲ့ RPR Archive မြန်မာ YouTube Channel လေးကနေညွှန်ပြစွာပြန်လေးကြိုဆိုလိုက်ပါတယ်။တရုတ်ပင်လင်းတွေနာက NDG ရဲ့အခြေတရားများဆိုတဲ့ဘာသာပြန်တင်ဆောင်မလေးတစ်ပုဒ်တင်ဆက်ပေးသွားပါမယ်။အဆုံးထိကြည့်ရှုနားဆင်ပေးကြပါအောင်ဗျ။ရခိုင်ပြည်နယ်ရမ်းပြည်နယ်မဒေကျွန်းတွေကနေခီးစတင်ခဲ့တဲ့အထက်ပိုင်လင်းကြီးနှစ်ခုဟာ တရုတ်နိုင်ငံအထိတွေ့တန်းနေပါလေပိုင်လိန်တခုဟာကပ်ပလီပင်လီထီကတဘောအတံငွေတွေကိုတွေ့တန်းပြဖို့နေတာဖြစ်ပြီးတခြားပိုင်လိန်ကတော့အချစ်အလေးပိုင်းနဲ့အာဖရိကနိုင်ငံတွေစီကနေတင်သွင်းလာတဲ့ရေနံစိမ်းတွေကိုပို့ဆောင်ပေးနေပါလေအဲ့ဒီပိုင်လိန်တွေဟာမိုင်ပေါင်းရာနှစ်ရှိပြီးရှယ်တရားပြီးမြန်မာနိုင်ငံအထက်ပိုင်းဒေသတွေကိုဖြတ်သန်းသွားတဲ့နောက်တရုတ်ရဲ့ဂွီကန်နဲ့ကူမဲလိုမြို့တွေစီရရှိသွားပါတယ်တရုတ်အတွက်တော့ဒီပိုင်လိန်ကြီးတွေဟာအင်မတန်ပါနက် တဲ့ယင်းဒီမြုပ်နှံမှုအစီအမံတွေလို့ပြောနိုင်ပါတယ်။အဲ့ဒီပိုက်လိန်တွေကြောင့်ပုံမှန်ယင်းနံတင်ပို့မှုလမ်းကြောင်းတွေကိုကီလိုမီတာ1200လောက်ခရီးကျုံနိုင်ခဲ့ပါတယ်။တခြားတစ်ဖက်မှာတော့နိုင်ငံလူဦးရေရဲ့၃ပုံ၂ပုံလောက်ဟာပြည်စစ်တမ်းအားဖူဖူလုံးလုံးမရနိုင်သေးတဲ့မြန်မာလိုနိုင်ငံအတွက်တော့ဒီပိုက်လိန်ကြီးတွေကိုမြင်နေရတာရှင်းနာစရာပါပဲ။ မြန်မာဟာကိုယ်နိုင်ငံကိုယ်ပိုင်တွေက ထွက်ရှိတဲ့သဘောကတံခွေထေကခွေးတန်း20ရာခိုင်နှုန်းလောက်ကိုပဲသုံးစွေးခွင့်ရနေတာဖြစ်ပါလေတကယ်တမ်းတော့အဲ့ဒီပိလိန်တွေဟာတရုတ်မြန်မာစီးပွားရေးစင်ကြံ CMEC စီမံကိန်းကြီးရဲ့အစိတ်ပိန်တစ်ခုသာဖြစ်ပါလေတနည်းအားဖြင့်တရုတ်အစိုးရရဲ့ရှမ်းဝမ်တစ်ခုလမ်းကြောင်းတစ်ခု BRI မဟာစီမံကိန်းကြီးနဲ့ဆက်ဆံနေပါတယ် BRI ဆိုတာကတရုတ်သမ္မတရှီကျင်းဖျင်ရဲ့ထိတ်တန့်အဆင့်ဦးစားပေးလို့တရုတ်ဝင်တွေးကြိုထားတဲ့လုပ်ငန်းစဉ်ကြီးပါတစ်ဖက်မှာတော့ရခိုင်ပြည်နယ်ထေက တွေ့တန်းထားတဲ့ပိတ်လိန်နှစ်ခုဟာတရုတ်အတွက်ပေါ်ပြီးအတိတ်ပင်နှစ်ချင်းကျပြန့်တဲ့မဟာမြို့ဟာရေမှန်းချက်တစ်ခုကိုလည်းဖြစ်စေပေးနေပါတယ်လောလောဆယ်တရုတ်စီတင်သွင်းတဲ့ရေနံအများစုဟာမလက်ကာရီလေးကြကိုဖျက်ဆီးပြီးဝင်ရောက်နေတာပါတကယ်လို့ထိုင်ဝမ်အခြေကိုအကြောင်းပြုပြီးအမေရိကန်ကမလက်ကာရေလေးကြကိုပိတ်လိုက်မယ်ဆိုရင်တရုတ်ဟာမြန်မာနိုင်ငံကိုဖျက်ပြီးတွေ့တန်းထားတဲ့ပိတ်လိန်တွေကိုအားကိုးနိုင်မှာဖြစ်ပါတယ် ။ဒါပေမဲ့အဲ့ဒီပိုက်လိန်တွေရဲ့ဘေးကင်းလုံခြုံမှုကိုကာကွယ်ဆောင်ရှားဖို့ဆိုတာကတော့ခက်ခဲပါလေ။အထူးသဖြင့်2021ခုနှစ်မှာစစ်တပ်ကအနာသိမ့်လိုက်ပြီးပြည်တွင်းစစ်မီးစတင်တာလွန်ခဲ့တဲ့အခြေအနေမျိုးမှာအဲ့ဒီစင်ကိုမှုကပိုကြီးလာခဲ့ပါလေ။ တရုတ်ဟာအနာသိစစ်တပ်ဖက်ကိုရှင်ပြီးဒေါ်လာတန်250ဖိုလာလက်နက်တွေရောင်းချပေးခဲ့ပါတယ်။ဒါပေမဲ့ရှမ်းလက်ပိုင်းအရာထူးထူးခြားခြားဖြစ်မလာခဲ့ပါဘူး။ပြည်တွင်းစစ်ဟာလူပေါင်းသုံးတန်းလောက်ကိုနေရက်စွန့်ခွာထွက်ပြေးစေခဲ့ပါတယ်။စစ်ရှောင်းအများပြားဟာဆန်လောင်းငဲမွက်မှုအပါဝင်အချက်တကြီးတွေနဲ့ရုံးကန်နေကြရပြီးတိုးတောင်တွေထဲမှာခိုလုံနေကြရပါတယ်။ စစ်တပ်ကဆက်သွယ်ရေးနဲ့အင်တာနက်ကွန်ရက်တွေကို ဖြတ်တောက်ထားတာကြောင့် Starlink အင်တာနက်ကိုချိတ်ဆက်ပြီးအဆက်အသွယ်လုပ်ကြရပါတယ်။ပိတ်လိမ်တွေအတွက်စိုးရိမ်နေတဲ့တရုတ်ဟာမြန်မာနိုင်ငံစီကြေးစားစစ်သားတွေတောင်မှဆက်လွတ်ခဲ့ပါတယ်။ဒါပေမဲ့ပြည်တွင်းစစ်မှာပအဝင်တိုက်ခိုက်စေဖို့မဟုတ်ဘဲတရုတ်ပိတ်လိမ်တွေကိုကာကွယ်စွန့်ချဖို့အတွက်သာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော့အာဏာသိမ်းစစ်တပ်နဲ့ဘလူးပလေးရက်တည်နေတဲ့တရုတ်အပေါ်ပြည်သူအများစုကယုံမုံနေကြပါတယ်။တော်လိုင်းရင်အားစုအများစု သို့မဟုတ်တွန်လိုင်းအင်အားစုအချို့ကတရုတ်ပိလိန်တွေကိုတက်ခိုင်မဲဖြက်စီမဲဆိုတာမျိုးချင်းချော့ခဲ့ဖူးတယ်လို့တချို့အစုဖွဲ့တွေကလက်တွေ့အားထုတ်မှုတွေတောင်းရှိခဲ့ပါတယ်အဲ့ဒီတော့ဗေကျင်းမှာရှိတဲ့တရုတ်အစိုးရကမြန်မာစစ်တပ်ကို ပိတ်လင်းတွေရဲ့လုံခြုံရေးကိစ္စစက်မှတ်ပေးဖို့ဖိအားပေးခဲ့ပြီးစစ်တပ်ကလည်းခေါင်းညှိနှာခံခဲ့ပါတယ် အခုတော့ပိုင်လိန်တခြားအလျှော့နေရာတွေမှာအဆော့အကျက်တွေထူးထူးထပ်ထပ်ရှာထားပါတယ်။ပြီးတော့အဲ့ဒီနေရာတွင်နာမှာစစ်မဖြစ်လောက်ဘူးဆိုတော့ယုံကြည်ချက်မျိုးနဲ့ခလုံးနေတဲ့စစ်ဆောင်တွေလေးရှိကြပါတယ်ဒါပေမဲ့လည်းအဲ့ဒီလိုယုံကြည်ရတာကဒီတော့ဒီ NDA ကြီးတော်နေဆုံးဖြတ်ရွေးချယ်မှုတခုလို့ဖြစ်နေပြန်ပါလေစစ်တပ်ဟာရင်းနှံပိုင်လိန်တွေရဲ့အထက်ထင်းချုံရေးစင်တာတွေတဝိတ်တိုးတောင်တွေမှာမိုင်းတွေထောင်ထားလေရှိကြပါတယ်ဒီတော့အဲ့ဒီဒဝိတ်မှာ လေသမားတွေဟာဝေးထားတဲ့စိတ်ကြွေနားတွေပြလို့လိတ်ချရင်မိမိရဲ့ဖြစ်ရဆိုးတွေနဲ့လေကြုံတွေ့နေရစေဖြစ်ပါလေ။ Quality သတင်းဌာနမှ Aaron Sarin ရေးသားထားတဲ့ Dangerous Games ကို Celio on ဘာသာပြန်ဆိုထားပြီးတော့လူထုຫນွေဦး People Spring ကနေတင်ဆက်ထားတာကိုထပ်ဆင်မျှဝေတင်ဆက်ပေးခြင်းဖြစ်ပါလေ။အဆုံးထိနားဆင်ပေးကြတဲ့ online မိဘပြည်သူညီကောင်မတော်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါရစေ။ အရခပြည်သူပြည်သားများနဲ့တကွာမြန်မာပြည်သူပြည်သားများအားလုံးဘေးကင်းကျန်းမာကြပါစေခင်ဗျာ